ထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ဒေသမှာပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံကအလွန်ဆိုးရိမ်ကြောင်းနဲ့ဒီတိုက်ခိုက်မှုတွေအတွင်းသေဆုံးထမမဟုတ်ဒဏ်ရာရခဲ့သူတွေရဲ့မိသားစုဝင်တွေနဲ့ထပ်တူဝန်နေကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဒသမရှိရကပြောကြားခဲ့ပါတယ်အခုလိုနောက်တစ်ကြိမ်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားဆက်ဆံရေးတည်ငြိမ်စေဖို့ဂရုတစိုက်လှုံ့ဆော်ခဲ့တဲ့လုပ်ငန်းစဉ်ကိုပြိုကွဲစေနိုင်ကြောင်းလဲအန်ဝါကလူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံရဲ့အနီးကပ်မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ာဆီယံရဲ့အဓိကအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားအနေနဲ့တက်နိုင်သမျှအစွမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ကြဖို့တင်းမာမှုတွေကိုရောကြစေမဲ့ဒီဇိုင်းလုပ်ငန်းစဉ်တွေကိုအပြည့်အဝအသုံးချဖို့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုစပ်ပြီးဖွင့်ထားဖို့တိုက်တွန်းကြောင်းအန်ဝါကပြောပါရယ်မလေးရှားနိုင်ငံဟာနောက်ထပ်တိုက်ခိုက်မှုဖြစ်စဉ်တွေကိုရှောင်လွှဲဖို့နဲ့တည်ငြိမ်မှုကိုထိန်းသိမ်းရမှာအကူအညီပေးနိုင်မဲ့အစီအစဉ်တွေကိုထောက်ပံ့ပေးဖို့အသင့်ရှိကြောင်းအန်ဝါကပြောကြားခဲ့ပါရယ်ကျွန်တော်တို့ဒေသကထိတ်တိုက်တွင်းမှုတန်နီယာတွေကိုကြားရောက်သွားစေနိုင်တဲ့ ကာလကြာရှည်အငင်းပွားမှုတွေကိုကြုံတွေ့နိုင်မှုအတွက်ခံနေရမရှိပါဘူးချက်ချင်းလုပ်ရမယ့်ဦးစားပေးကိစ္စကတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့အရဲသားတွေကိုဘေးကင်းလုံခြုံစေဖို့နိုင်ငံတကာဥပဒေနဲ့အညီတန်တမန်လမ်းကြောင်းကိုထောက်ပံ့ပေးဖို့နဲ့အာဆီယံရဲ့အင်ဒီဂျင်းစိတ်တက်ကိုပြန်လည်ဖော်ဆောင်မှုဖြစ်ပါတယ်လို့အန်ဝါကပြောကြားခဲ့ပါတယ်